ဟုတ်လားအဲ့ဒီလိုဆိုလို့ရှိရင်ဘဝတစ်လျှောက်လုံးတန်တရားတစ်လျှောက်လုံးကောင်းမယ်နောက်ဆုံးနိဗ္ဗာန်ဆိုတဲ့အရာသာကိုပါခံစားရလိမ့်မယ်ဟုတ်လားဒါကြောင့်စိတ်ကိုကောင်းခြင်းနဲ့ဆိုရင်နံပါတ်1ဦးဇင်းတို့ပြောပါတယ်လုံအောင်စိတ်အမိုးကိုကြိုးစားပြီးတော့မိုးပါဟုတ်လားဘာနဲ့မိုးရမှာလဲသမထဘာဝနာဝိပဿနာဘာဝနာဘာဝနာနှစ်ပါးဖြင့်မိုးရတယ်တို့ရဲ့ဖရာဟာ ကိလေသာနဲ့သိစရာကုန်တယ်လောဘဒေါသမရှိဘူးစဉ်းစားနေတယ်တွေးနေတယ်နော်အဲ့ဒါလိုတွေးနေတာဒီတမထဘာဝနာနဲ့စိတ်ကိုမိုးနေတာဟုတ်လားစိတ်အမိုးကိုလုံအောင်လုပ်နေတာအာလုံးသောတတ္တဝါတွေကောင်းတော်ကြပါစီချမ်းသာတော်ကြပါစီမလုံနေတာလေစိတ်ဒီဟူသောအမိုးကိုမေတ္တာတရားနဲ့လုံအောင်မိုးနေတာလုံနေသူလဲလုံပါတယ်ဝိပဿနာမှလုံနေလို့မပြောနဲ့ဟုတ်လားဘုရားနုတ္တိလဲလုံနေမေတ္တာလဲလုံနေ အတုပလည်းလုံးနေမရဏနုဒတိလည်းလုံးနေအာနာပါနလည်းလုံးနေနော်အေးအဲ့ဒီတော့သမထဘာဝနာဝိပဿနာဘာဝနာတို့ဖြင့်ပွားများနေတဲ့ဆိုရင်မိမိကိုယ်ကိုမိမိစိတ်ကောင်းနှလုံးကောင်းတွေဖြစ်အောင်တနည်းအားဖြင့်စိတ်ဆိုးဒီဟူသော မိုးရီတွေဝင်ရောက်မလာအောင် လုံအောင် မိုးနေတာပိဿကြီးကသလောက်ကြီးဥစဉ်တို့အကျယ်ကြီးပြောเสียမလိုလောက်ဘူးလို့ထင်ပါတယ်ဟုတ်လားဒါကြောင့်ဖြူအောင်လုပ်ရမယ်ကြီးအောင်လုပ်ရမယ်ဆိုတဲ့အပိုင်းလေးကိုပြောခြင်းလို့ လုံအောင်လုပ်ရမယ်ဆိုတဲ့အပိုင်းကိုဒီလောက်နဲ့ရရအောင်ဟုတ်လားအေးအဲ့တော့ဥရှင်တို့နံပါတ်2စိတ်ကိုဖြူအောင်လုပ်ရမယ်ဒါကိုဥရှင်တို့ဘယ်တုတ်တန်တဲ့ကစကားကိုယူပြီးတော့ပြောကျင်လဲဆိုတော့ဥရှင်တို့မေဇိမနိကေမှာဝဋ္တတုတ်တန်ဆိုပြီးတော့တုတ်တန်တစ်ခုရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကဘာဟောလဲဆိုတော့ချစ်သားတို့တဲ့စိတ်ကိုဖြူအောင်ကြိုးစားရမယ်တဲ့စိတ်ကိုဘာလုပ်ရမလဲဖြူအောင်ကြိုးစားရမယ် စိတ်ကိုညှဉ်းနှွမ်းစေတဲ့တရားတွေကနေတားဆီးလိုက်ရင်စိတ်ဟာဖြူလာတာပဲစိတ်ဟာပင်ကိုယ်ကဖြူပြီးသားပဲအာခန္ဓုဧည့်သည်ဖြစ်တဲ့ကိလေသာတရားတွေကစိတ်ကိုညစ်အောင်အယောင်ဆိုးလိုက်လို့စိတ်ကိုပေးချံအောင်လှုပ်လိုက်လို့စိတ်ဟာညစ်သွားတာစိတ်ညစ်လို့လည်းပဲဓမ္မကြီးတွေလည်းအမြင်ကြီးတယ်မို့လားစိတ်ညစ်တယ်ညီလားညီရနော်အဲ့ဒီစိတ်ညစ်နေတာတွေကိုဖယ်ပြစ်လိုက်ရင်စိတ်ဖြူတာလေမကြံမေဘူးလားကြံမေ အဲ့ဒါကိုမြတ်စွာဘုရားကဥပမာလေးနဲ့ပြောတယ်ဗျအဝတ်တွေနဲ့စီကြီးတွေနဲ့အဝတ်တွေမှာကြီးတွေညော်တွေနဲ့ပေးနေတယ်ညစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအဝတ်ကိုဆေးရောင်တမျိုးမျိုးဆိုးမယ်ဆိုရင်ကိုကြိုက်တဲ့ဆေးရောင်ဆိုးလို့မရနိုင်ဘူးတဲ့အဝါရောင်ဆိုးလည်းပဲအဝတ်ကအညစ်ကြီးဆိုတော့အဝါရောင်မထွက်ဘူးလှပတဲ့အဝါရောင်မထွက်ဘူးညွညစ်ညစ် ဝါသလိုလိုညိုသလိုလိုညစ်သလိုလိုဒီလိုရောင်နေပဲထွက်မှာမို့လားအေးအနီရောင်ဆိုးဆိုးအစိမ်းရောင်ဆိုးဆိုးပင်ကိုအဝိကညစ်နေတဲ့အတွေ့အကြုံမို့လို့ကြိုက်တဲ့အရာဆိုးလို့မရတာပေကြတယ်လုံးဝလှတဲ့အရာတင်လို့မရအဲ့ဒါလိုပဲတဲ့စိတ်ပေါ်မှာလည်းပဲညစ်နွမ်းတဲ့စေတသိက်တွေဝင်လာတဲ့အတွေ့အကြုံစိတ်ကြီးညစ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်ညစ်နေတော့ဘဝကောင်းကိုမရနိုင်ဘူးတဲ့နော် တက္ကမကြီးများနော်မြင့်နေတဲ့အဝတ်ကိုကြိုက်တဲ့ဆင်းရောင် ချေလို့မရတယ်လို့မြင့်နေတဲ့စိတ်ကြီးနဲ့ကောင်းတဲ့ဘဝကို မရနိုင်ဘူးတဲ့ဆိုးတဲ့ဘဝပဲရမယ်မြင့်တဲ့စိတ်ဒီမြင့်တဲ့ဘဝကိုပဲပို့မှာပဲပူတဲ့စိတ်ဒီပူတဲ့ဘဝကိုပဲပို့မှာပဲဟုတ်လားအဲ့ဒီလိုပဲတဲ့ဖြူစင်တန်ရှင်းနေတဲ့အဝတ်ကလေးဖြူစင်ပြီးတော့တောက်ပနေတယ်အဲ့ဒီအဝတ်ကလေးကိုကြိုက်တဲ့အရာဆိုးမယ်ဆိုရင် ဆိုးလို့ရပါတယ် ပင်ကိုကဖြူနေတဲ့အတွက်ကြောင့်ဟုတ်လားအေးဒါကြောင့်စိတ်ဖြူနေတယ်ဆိုရင်တော့ဘယ်ဘဝကိုရချင်တယ်လဲညှို့လိုက်စိတ်ညှို့လိုက်တာနဲ့ကိုကြိုက်တဲ့ဘဝကိုရတယ်ဘာပြုလို့လဲဆိုတော့အဝိဖြူနေတာကိုစိတ်ကြိုက်တဲ့အကြောင်းဆိုးလို့ရတယ်လို့မျိုးကောင်းတဲ့ဘဝကိုဖြူတဲ့စိတ်ဟာပေးနိုင်တယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကစိတ်ကိုဖြူအောင်ကြိုးစားရမယ်အဝိကလေးနဲ့ဥပမာပေးတယ်နော်အေး အဲ့ဒီမှာမြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်။ဖြူးနေတဲ့စိတ်ကိုညစ်အောင်ဘေးတရားတွေကလုတ်တာလဲဆိုတော့အဲ့ဒီမှာဘုရှင်တို့ပေးတတ်တို့ဘ ഹു တုဒ္ဓတရားနဲ့ပတ်သက်ပြီးတော့မှတ်ရမယ်ဗျာ။အဘိဓါာဆိုတဲ့ကိုပစ္စည်းကိုတိတ်ပြီးတော့စွဲလန်းတဲ့တရားတွေစိတ်ကိုညစ်အောင်လုတ်တယ်တဲ့။တခြားတခြားဒေသနာတော်တွေမှာတော့အဘိဓါာဆိုတာသူများပစ္စည်းမတရားလိုချင်တာကိုအဘိဓါာလို့ဥစဉ်တို့ကြားဘူးတဲ့။ သို့တော့ဒီဒေသနာတော်မှာတော့အဘိဇာကိုကုပစ္စည်းကိုပဲဆွဲဆွဲလန်းလန်းကြီးမြက်နိုးနေတယ်ဆွဲလန်းနေတယ်ဆိုရင်အဲ့ဒါအဘိဇာတဲ့ကုပစ္စည်းကိုမြက်နိုးလုံးအားကြီးပြီးတော့သူများအထိမခံနိုင်ဘူးအကြည့်မခံနိုင်ဘူးတိမ်ပါသွားမှာယော့သွားမှာတိတ်ကြောက်နေတာပေါ့နော်သူများပစ္စည်းကိုမတရားလိုချင်တာကြတော့ဝိသမလောဘတဲ့ဒီမှာတော့အဲ့လိုသုံးတယ်အဲ့ဒီအဘိဇာပြာပါဒအဲအဘိဇာဝိသမလောဘသည်စိတ်ကိုညစ်အောင်လုပ်တယ်တဲ့နောက်ပြာပါဒသူများကိုညှင်းဆဲကျင်တာစိတ်ကိုညစ်အောင်လုပ်တယ် နော်ကောဓာဆိုတဲ့ဒေါသဒီစိတ်ကိုညစ်အောင်လုပ်တယ်ဥပနာဟဆိုတဲ့ရံညိုးဖွဲ့ခြင်းဒီစိတ်ကိုညစ်အောင်လုပ်တယ်ဟုတ်လားပြီးတော့မက္ခဆိုတဲ့သူကျေးဇူးကိုချေဖြဲ့ခြင်းတရားဒီစိတ်ကိုညစ်အောင်လုပ်တယ်ပလာတဆိုတဲ့ဂုံပြိုင်ခြင်းတရားလည်းစိတ်ကိုညစ်အောင်လုပ်တယ်ဂုံပြိုင်နေတယ်တစုံတယောက်ကိုမြင်ရင်သွားပြီးတော့ငါကဘယ်လိုသူကဘယ်လိုတန်းပြီးတော့စဉ်းစားတယ်နော်တခိုက်တမိုက်မြတ်အဲ့ဒါကိုဘယ်လိုခေါ်မလဲပလာတဟုတ်လား ပြီးတော့အိတ်တာဆိုတဲ့မနာလိုတဲ့တရားဟာစိတ်ကိုညစ်စေတယ်။မစ္စရိယဆိုတဲ့ဝင်တိုတဲ့တရားဟာစိတ်ကိုညစ်စေတယ်။ဟုတ်လားပြောထားတဲ့ပါဠိစကားလေးတွေမှတ်စေခြင်းနဲ့ဗျာကိုယ်တည်းရောက်ရင်တော့ဒါသိရမှာပါဟုတ်လား။အေးအိတ်တာမစ္စရိယပြီးတော့မြတ်စွာဘုရားဘာဆက်ပြောတုံးဆိုတော့မာယာတာထေယဟန်ဆောင်လှက်ပတ်တာရှိတဲ့အပြစ်တွေကိုမရှိသလိုလိုဟန်ဆောင်ပြီးတော့ကောင်းသလိုလိုဟန်ဆောင်ပြီးတော့နေတာမာယာမရှိတဲ့ဂုံတွေကိုရှိသလိုလိုတော်သလိုလိုလုပ်ပြီးတော့နေတာ တာထေယလက်ပတ်ခြင်းကောက်ကြည့်ခြင်းဒီစိတ်ရဲ့အငြိအကြီးဟုတ်လားပြီးတော့မာနအတိမာနဒီစိတ်ရဲ့အငြိအကြီးနော်ထောင်လွှားတယ်လွန်လွန်ကဲကဲထောင်လွှားတယ်အတိမာနဟုတ်လားအဲ့ဒါတွေကစိတ်ကိုညစ်အောင်လုပ်မယ်တဲ့ပြီးတော့မဒပမာဒဒီစိတ်ရဲ့အငြိအကြီးတဲ့မဒဆိုတာရစ်မှုတာကိုယ့်အခြေအနေလေးကိုသာယာနေတာပေါ့ရှိတယ်နော်ဘုထုဇဉ်တွေမှာ ပမာဒဆိုတာကတော့ကုသိုလ်တရားတွေနဲ့တဘာဝအမှန်တွေကိုမေ့လျော့နေတာပမာဒပြောသွားတာတွေအများကြီးနော်အဘိဇာဝိတမလောဘတိစိတ်ကိုညစ်အောင်လုပ်တယ်ဗျာပါဒကောဒရံညှိုးဖွဲ့ခြင်းဥပနာဟဆိုတာဒီစိတ်ကိုညစ်အောင်လုပ်တယ်မက္ခကြည်စုကံခြင်းပလာဒဂုံပြိုင်ခြင်းဆိုတာဒီစိတ်ကိုညစ်အောင်လုပ်တယ်ဟုတ်လားပြီးတော့ကြံသေးတယ်ဗျာဥစဉ်မေ့သွားတယ် ထံဘခက်ထံခြင်းဆိုတဲ့တရားရဲ့တာရံဘချုပ်ချယ်ခြင်းဆိုတဲ့တရားရဲ့စိတ်ကိုညစ်အောင်လုပ်တယ်ဒါလူတွေမှာသိပ်ဖြစ်တယ်နော်ကိုကိုကိုအခိုင်အမာပေါ့ကောင်းမော့ပြီးတော့တိုင်ကြီးတိုင်လိုထောင်ထောင်ကြီးနေတယ်တင်းတင်းကြီးနေတယ်အဲ့ဒါပါလဲထံဘခက်ထံခြင်းနဲ့အဲ့ဒါစိတ်ကိုညစ်နှွမ်းစေတယ်နောက်တာရံဘတဲ့ချုပ်ချယ်ခြင်းသူများကိစ္စကိုဝင်းဝင်ပြီးတော့ပါခြင်းတာဆွတ်ဆွတ်ဆွတ်ဖက်ခြင်းတာပေါ့နော်ဒီလိုမလုပ်နဲ့ဟိုလိုလုပ် အမျိုးမျိုးဘဇက်ကပြောလို့မရစိတ်နဲ့တော့အ ਨੇ ဆုံးမလုပ်နေလေဝင်ပြီးတော့ဆွတ်ဖက်နေတယ်အဲ့ဒါဗာလဲချုပ်ချေတာအဲ့ဒါမျိုးသည်စိတ်ကိုညှဉ်းနှွမ်းသေးတယ်အိတာမစ္စရိယဟုတ်လားမာယာတာတိယဓမ္မတာရမ္ဗမာနအတိမာနမဒပမာဒရှင်မူခြင်းမေးလျော့ခြင်းအဲ့ဒီတရားတွေဟာဒကာမတို့ဥစဉ်တို့ရဲ့စိတ်ကိုညှဉ်းနှွမ်းအောင်လုပ်နေတာတဲ့ဒါဥစဉ်ကကြည်ကြည်ပြတ်ပြတ်လေးပြောလိုက်တာနော် အဲ့ဒီညင်နွမ်းကြောင်းတရားတွေမရှိအောင်ကြိုးစားရင်စိတ်ဟာဖြူရှင်းလာမယ်ဖြူရှင်းသောစိတ်သည်ကောင်းသောဘဝကို ပေးမယ်ဖြူရှင်းသောအဝတ်ကိုကြိုက်တဲ့အကြောင်းဆိုးလို့ရတယ်လို့မျိုးညင်နွမ်းသောစိတ်သည်ဆိုးတဲ့ဘဝကိုပေးမယ်ညင်နွမ်းတဲ့အဝတ်ကိုကြိုက်တဲ့အကြောင်းဆိုးလို့မရတယ်လို့မျိုးသူပေါက်ချင်တဲ့အကြောင်းပေါက်သွားမှာပဲလေပင်ကိုအဝတ်ကြီးကဘာဖြစ်နေတာလဲညင်နေတာကိုဟုတ်လား ကြောင့်ဒုတိယနံပါတ်2စိတ်ကိုဖြူအောင်ကြိုးစားရမယ်အဲ့ဒါလဲဘာဝနာနဲ့ကင်းပြီးတော့မဖြစ်နိုင်ဘူးဟုတ်လားသမထဘာဝနာဝိပဿနာဘာဝနာတို့ဖြင့်ယခုနကဦးဇင်းပြောခဲ့တဲ့ညှဉ်းနှွမ်းကြောင်းတရားတွေကိုဖယ်ရှားမယ်ဆိုရင်စိတ်ဟာဖြူလာလိမ့်မယ်